နေမြေပိုင်ဆိုင်မှုအငင်းပွားနေတဲ့ကမ္ဘောဒီးယားနိုင်ငံနဲ့ထိုင်းနိုင်ငံတို့အကြောင်းနိုင်ငံတွင်းဝင်ရောက်နေထိုင်ခွင့်ဗီဇာသက်တမ်းတွေကိုအပြန်အလှန်ချုပ်ချာမှုတွေလှုပ်ဆောင်ခဲ့ကြရတယ်လို့ထိုင်းသတင်းဌာနတွေမှဖော်ပြထားပါတယ်။ကမ္ဘောဒီးယားနိုင်ငံကထိုင်းနိုင်ငံသားခီးသွားတွေအတွက်ဗီဇာသက်တမ်းကို9ရက်လျှော့ချခဲ့ပြီးထိုင်းနိုင်ငံကလည်းကမ္ဘောဒီးယားနိုင်ငံသားခီးသွားတွေအတွက်ဗီဇာသက်တမ်းကို9ရက်အထိအပြန်အလှန်လျှော့ချခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကို ုံလန်ခီးနဲ့လာရောက်လက်ပတ်မဲ့ထိုင်းနိုင်ငံသားတွေကိုနိုင်ငံအတွင်းနေထိုင်ခွင့်14ရက်ကနေ9ရက်ကို short ချခဲ့ပြီးနေစဲဖြစ်ကြော်ခွင့်လက်မှတ်ကိုင်းဆောင်ထားသူတွေအနေနဲ့လည်းအရင်က15ရက်ကြာနေထိုင်ခွင့်ကနေ9ရက်ပဲနေထိုင်ခွင့်ရတော့မှဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်ကလည်းကုံလန်ခီးနဲ့လာရောက်လက်ပတ်မဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေကို အရင်ကရပ်ပေါင်း60အထိနေထိုင်ခွင့်ပေးရကနေ9ရက်ကိုပြောင်းလဲသတ်မှတ်လိုက်ပြီး နေဆက်ဖြစ်ကြခွင့်လက်မှတ်ကင်ဆောင်ထားသူတွေကိုလည်းအရင်က15ရက်ကြာနေထိုင်ခွင့်ပြုရာကနေ9ရက်ပဲနေထိုင်ခွင့်ပြုမယ်လို့တုံ့ပြန်ထားပါတယ်။ဒါဟာနှနိုင်ငံနေဆက်ဖြစ်ကြပြီးကုန်းလန်းကနေလာရောက်မဲ့သူတွေကိုသာကန့်သတ်လိုက်တာ ဖြစ်ပြီးလေကြောင်းကနေဝင်ရောက်လာမဲ့သူတွေအတွက်တော့အရင်သတ်မှတ်ကာလအတိုင်းရှိနေမယ်လို့သိရပါတယ်။ထိုင်နိုင်ငံဘက်ကတော့ကမ္ဘောဒီးယားနိုင်ငံနေဆက်ဒေသတွေဘက်ကပေးပို့နေတဲ့လျှော့စင်တဲ့အင်တာနက်ဝန်ဆောင်မှုတွေကိုပါဖြတ်တောက်ဖို့အတွက်ပြင်ဆင်နေတယ်လို့သိရပါတယ်ရှင်။ အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။